င်းမြို့မှာလူရင်းမှုခပိုင်နိုင်မှုတွေစတိုက်ဖြစ်ပွားနေပြီးလုံခြုံမှုကင်းမဲ့နေတယ်လို့ရန်ကုန်မြို့အန်တွေကပြောပါတယ်။ရန်ကုန်မြို့လမ်းမတော်မြို့နယ်မှာဒီကနေ့ဇွန်လ9ရက်နေ့မနက်6:00နာရီခန့်မှာတိုက်ခန်းတစ်ခုရဲ့မြင်းကြီးတက်လေကားအနီးမှာဓားထောက်ပြီးလူရင်းမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။လမ်းမတော်မြို့နယ်ခုနှစ်လမ်းကတိုက်ခန်းတစ်ခုမှာအမြင့်မသိမျိုးသားတအူးကနေအိမ်ပြန်လာတဲ့မျိုးသမီးတအူးကိုဓားနဲ့ထောက်ပြီးဖုန်နဲ့ပတ်စံတွေလူရက်ခဲတာပါ။လူရင်းခံရတဲ့မျိုးသမီးဟာ တဝင်းချင်းကိုအကူအညီတောင်းခံခဲ့တာကြောင့်ဒါနဲ့ပါထိုးခံရပြီးလက်နက်ဖက်လုံးပြေရှာတရားရရရှိခဲ့တယ်လို့သိရပါဗျ။ပစံ9သိန်းကျော်ပါသွားတယ်။ဖုံရောပဲလူကိုဖမ်းမမိဘူး။ဒါကရန်ကုန်အထာလိုတောင်ဖြစ်နေပါပြီ။ဘယ်နေရာမှစိတ်မချရတော့ဘူးလို့ရန်ကုန်မြို့ကန်တအူးကပြောပါတယ်။ YBS တွင်လည်းခရီးသွားလာချိန်မှာလည်းခပိုင်းနိုင်ခံရမှုတွေနေ့စဉ်ဖြစ်ပေါ်နေပြီးအဖွဲလိုက်လူရဲမှုတွေကြောင့်ကျူးလွန်ခံရသူတွေဟာရဲစခန်းကိုတိုက်တန်းမှုတွေပါမလုပ်ရဘူးဖြစ်နေတယ်လို့ဆိုပါတယ် ဒါပေါ့မြို့နယ်ကအမျိုးသားတအူးကလည်းတူမလေးတယောက်သူ့ပေါင်းမိအိတ်ထဲအထိလက်နိုင်ပြီးဖုန်းကိုယူတာသူသိပေမဲ့မအော်ရဲဘူးတဲ့နောက်ကတယောက်ကသူ့ကိုဘာနဲ့လဲမသိပဲထောက်ထားလို့တယ်မဖွဲမရနေရာတွေကိုပါကင်တွယ်သွားသေးတာကိုငိုဘင်းငိုပြီးနေလဲရတယ်တရားဥပဒေစုံမမှုလုံးဝမရှိပါလို့သူတွေးကြံခဲ့ရပုံကိုပြောပါတယ်